လေးစားအပ်ပါသောပြည်သက်များ2025ခုနှစ်ဇွန်လ1ရက်နေ့အတွက်ဩစတြေးလျနိုင်ငံ၏နောက်ဆုံးရသတင်းများကို တင်ဆက်ပေးပါမည်။ယနေ့သတင်းများတွင်စီးပွားရေးဆိုင်ရာအချက်အလက်များမူဝါဒပြောင်းလဲမှုများနှင့်ဈေးကွက်အခြေအနေများပါဝင်ပါသည်။ ဩစတြေးလျဗဟိုဘဏ်ကယနေ့တွင်နောက်ဆုံးပေါ်ငွေကြေးဖောင်းပွားမှုကိန်းဂဏန်းများကိုထုတ်ပြန်ကြေညာခဲ့သည့်မေလအတွက် စားသုံးသူဈေးနှုန်းညွန့်ကိန်းအဖြစ်ဒီခံမှန်းထားသည့်ထက်အနည်းငယ်မြင့်တက်ခဲ့ကြောင်းတွေ့ရသည်ဤချက်လက်များသည်ဗဟိုဘဏ်၏အတိုးနှုန်းဆိုင်ရာဆုံးဖြတ်ချက်များအပေါ်တယောက်မှုရှိနိုင်ပါသည်ဈေးကွက်ကမူလာမည့်စည်းဝေးတွင် အတိုးနှုန်းကိုဆက်လက်ထိန်းထားအောင်မည်ဟုခန့်မှန်းနေကြသည် အလုံးလက်မဲ့နှုံထားမှမူမေလာအတွင်အနေငယ်ကြဆင်းသွားခဲ့သည်အလုတ်ကင်ဖန်တီးမှုသည်ဝန်ဆောင်မှုကဏ္ဍတွင်အားကောင်းနေစေဖြစ်ကြောင်းပြသနေသည်သို့သောကုံထိုးလုံးမှုကဏ္ဍမှမူအနေငယ်အားနည်းနေစေဖြစ်သည်ကမ္ဘာစည်းဝါးရေးအခြေအနေများကပြပဖို့ကုန်ပေါ်တည်ရောက်မှုရှိနေသည်ဩစတြေးလျအစိုးရသည်စွမ်းရင်ကဏ္ဍတွင်ယင်းနှိမ့်ညွန့်မှုများကိုဆွဲဆောင်ရန်မူဝါဒသစ်များကိုချမှတ်လျက်ရှိသည့် ပြန်လည်ပြည့်ဖြူမြဲစွမ်းရင်ထုတ်လုပ်မှုကိုအားပေးသည့်အစီအစဉ်များပါဝင်သည်အခြေခံအဆောက်အုံတည်ဆောက်ရေးစီမံကိန်းများအတွက်လည်းဘတ်ဂျက်တိုးမြှင့်ချထားမှုများရှိပါသည်ညင်းတို့သည် စီးပွားရေးတိုးတက်မှုကိုအထောက်အကူပြုရန်ရည်ရွယ်သည်နိုင်ငံခြားယင်းဤမြုံနံမှု စီစစ်ရေးဘုတ်ဖွဲ့ပတ်ကလည်းမကြသေးမီကနိုင်ငံခြားယင်းဤမြုံနံမှုဆိုင်ရာစီးနှင်းအချို့ကိုရှင်းလင်းပြောကြားခဲ့သည် အချို့ကဏ္ဍများတွင်စီစစ်မှုများပုံမူတင်းကျပ်လာနိုင်ကြောင်းအရေးအမြတ်ပြောကြားခဲ့သည်။ကုံတွယ်ရေးဆိုင်ရာသဘောတူညီချက်များနှင့်ပတ်သက်၍လည်းအစိုးရသည်အဓိကကုံတွယ်ဖက်နိုင်ငံများနှင့်ဆွေးနွေးမှုများဆက်လက်ပြုလုပ်နေသည်။ဒေတာရင်းစီးပွားရေးပူးပေါင်းဆောင်ရွက်မှုကိုမြင့်တင်ရန်ကြိုးပမ်းနေသည်။ Australia Stores ဈေးကွက် asks သည်ယနေ့နနက်ပိုင်းတွင်အနေငယ်မြင့်တက်ခဲ့သည့်စွမ်းရည်နှင့်တတ္ထုတွင်ကဏ္ဍများကဥဆောင်ခဲ့သည် ကုံစီဇေနုံများအထူးသဖြင့်တန်ရိုင်းနှင့်ကြောင်မီးသွေးဇေနုံများမြင့်တက်လာခြင်းကအဆိုပါကဏ္ဍများကို အားကောင်းစေခဲ့သည့်ကမ္ဘာဝယ်လိုအားအခြေအနေများကတည်ရောက်မှုရှိနေသည်။ဘန်လုံငန်းကဏ္ဍမှာမူတည်ငြိမ်နေစေဖြစ်သည့်ဘ ਹੁ ဘန်ဤအတိုးနှုံးဆိုင်ရာမူဝါဒကိုစောင့်ကြည့်နေကြသည်။ ။ Australia ဒေါ်လာငွေလဲနှုန်းမှာမူ American ဒေါ်လာနှင့်အခြားဒီကငွေကြေးများအပေါ်မူတည်၍အတက်အကျရှိနေသည်။စီးပွားရေးအချက်အလက်များနှင့်ကမ္ဘာဈေးကွက်အခြေအနေများကလွှမ်းမိုးနေသည်။ယနေ့ Australia ၏စီးပွားရေးအခြေအနေသည်အချက်အလက်အစ်များအပေါ်မူတည်၍ပြောင်းလဲနေသည်ယင်းဤမြုပ်နှံသူများအနေဖြင့်ဗဟိုဘဏ်၏ဆုံးဖြတ်ချက်များနှင့်အစိုးရမူဝါဒများကို အနီးကပ်စောင့်ကြည့်ရန်လိုအပ်ပါသည် မ္ဘာစီးပွားရေးအခြေအနေများကလည်းဩစတြေးလျဈေးကွက်အပေါ်ဆက်လက်တက်ရောက်မှုရှိနေပြီဖြစ်သည်။နောက်ဆုံးရသတင်းများကိုတင်ဆက်ခြင်းဖြစ်ပါသည်။နားဆင်ပေးကြသော ပရိသတ်များအားကျေးဇူးတင်ပါသည်။